်မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နိုင်ရကံပြူဟာကိုပို့မဲ့စစ်ကော်မရှင်စစ်ကူရင်တန်းများပြင်းဝဂိတ်ထိရှောက်ရှိအေအေကအလုံးစုံဖိတ်ဆိုထားစေဟုဆိုတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မန္တလေးတိုင်းမကွေမြို့နယ်ပရန်တက်နေရှိနှက်ရေကန်ပင်မပြူဟာကုံတို့စစ်ကူပိုးမြစ်စစ်ရင်တန်းများသည်ပြင်းဝဆစ်စစ်ရိတ်ခဲ့အနေထိရောက်ရှိလာပြီဖြစ်ကြောင်းသိရပါသည် နိုင်ရကန်စကမ်းမစစ်ကော်မရှင်တပ်ဖွဲ့ဝင်တို့သည်ခစင်ကလျာထွက်ပြေးခဲ့ကြပြီးဟောင်ဝိဇာအမြောက်များနှင့်စစ်ဘက်သုံးပစ္စည်းများကိုပါတည်ယူသွားခဲ့ကြသည်ထို့နောက်အာရကတပ်တော် AA ကစကမ်းအနီးတစ်ဝိုက်ကိုချင်းကပ်သိမ်းပိုက်မှုများပြုလုပ်ခဲ့ကြောင်းသိရသည်စစ်ရရင်တန်းတွေကနိုင်ရကန်ကိုမတက်နိုင်ရင်ကာကွယ်ရေးပစ္စည်းဆက်ယုံအမှတ်စက်လေးကိုအဓိကကာကွယ်ဖို့ဖြစ်နိုင်တယ်နိုင်ရကန်ကတော့ဘလို့မှလှုပ်မရတဲ့အနေအထားနဲ့ပိတ်ဆို့ထားပြီးသွားပါပြီဖြူဟာကုန်းထဲမှာခုခံနေတဲ့အဖွဲ့တွေကြံနေသေးတယ်လို့လည်းသိရပါတယ်ဟုစစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ် ပြီးခဲ့တဲ့အောက်တိုဘာ၁၀ရက်နေ့ကနယ်ရီကန်စကန်သိန်းစီခံရပြီးဟုသတင်းများထွက်ပေါ်ပြီးနောက်စစ်ကော်မရှင်သည်မကွေးဘက်မှနေ၍အရက်သုံးရင်များပါပါဝင်သည့်အင်အားအပြည့်စစ်ရင်တန်းများကိုအမြောက်စစ်စီရေးကိုကဲမှုဌာနချုပ်မဆာခ905တွင်သို့ပို့ဆောင်ခဲ့သည်။ရင်းစစ်ရင်တန်းများအနက်အင်အားပြည့်ပါသောစစ်တုံးခါကြီးစက်တစီသည်လက်ရှိတွင်ပြင်းဝစစ်စီရေးဂိတ်ထိရောက်ရှိရန်နာနေပြီဖြစ်ကြောင်းသိရပါသည်။ နရီကံပြူဟာမှစစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ထွက်ပြေးသွားပြီးနရီကံပြူဟာမှစစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ထွက်ပြေးသွားပြီးလေကြောင်းမှလည်းနရီကံပြူဟာကုန်းနှင့်အနီးတစ်ဝိုက်ကိုပြန်လည်ကျဲချတိုက်ခိုက်ခဲ့သည့်အတွက်စစ်တရင်ရှင်းမြင့်များကနရီကံစကန်းကိုအလုံးစုံသိမ်းပိုက်နိုင်သည်ဟုသုံးသပ်ပြောဆိုခဲ့ခြင်းဖြစ်သည်စစ်ကော်မရှင်ဤနရီကံပြူဟာတစ်ခုလုံးအလုံးစုံဖိတ်ဆို့ထိန်ချုပ်ခံလိုက်ရပြီးနောက်ဆက်သွယ်ရေးလမ်းကြောင်းများပါပြတ်တောက်သွားပြီးနောက်ပြင်းဝစစ်စစ်ရိတ်ခိတ်သည့်စစ်ကော်မရှင်တပ်အရာရှိပိုင်းများပါရောက်ရှိလာပြီးညွှန်ကြားမှုပေးနေကြောင်းသိရပါသည် အမြောက်စစ်စစ်ရေးကိုကဲမှုဌာနချုပ်အမှတ်905အမြောက်စကန်ကိုကဲမှုဌာနချုပ်မဆာက905မှုဒိုမဟော အမတ်စက်ကနေစစ်စစ်ရေးကိုကဲမှုဌာနချုပ်စကခစက်ကနေမှုတအူးဦးပြင်းဝစစ်စစ်ရေးဂိတ်တို့ဆင်လာပြီးဖြစ်ကြောင်းစီဒီအမ်ဘူကြီးစင်ရောကအတည်ပြုပြောဆိုထားပါတယ်။နေရီကန်ပင်မပြူဟာကုန်းကြီးတွင်တမမှုဘုံမှုချုပ်နှစ်ဦးကပါစာဆက်ယုံမှုဘူကြီးတအူးတို့စီမံထိန်ချုပ်နေပြီးစစ်ကော်မရှင်ကပိတ်ဆို့ခံထားရသည့်ပြူဟာကုန်းကိုလေးချောင်းမှနေ၍လက်နက်ခရရန်နှင့်ရှိတ်ခါများပေးပို့နေရသည် AA တပ်ဖွဲ့များမှနယ်ရီကန်ပတ်ဝန်းကျင်ရှိကာကင်းစခန်းများအလုံးကိုသိမ်းပိုက်လိုက်သည့်အပြင်ဖြူဟာကုန်းကြီးတစ်ခုလုံးကိုပါထိန်းချုပ်ထားသည့်အတွက်စစ်ကော်မရှင်လေးချောင်းမှပြဖို့သည်လက်နေခရံထုတ်အများစုကို AA ကသိမ်းယူသွားကြောင်းသိရသည်ဆလပီငင်းချံမျိုးနဲ့ကြောက်ပြုတ်ပြူစကန်းကိုတော်လန်ရေးတက်များစီးနေတိုက်ခိုင်းစေအုစုစေအုခန့်ထိစုံနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ် မန္တလေးတိုင်းမြင်းချံမြို့နယ်ကြောက်ဖြုတ်ပြူစခန်းကိုစီးနှင်းတိုက်ခိုက်ခဲ့ရာစစ်ကော်မရှင်တပ်သားအများပြားသေဆုံးခဲ့တယ်လို့ပြည်သူ့ကျေးတပ်ဝင်တပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။အော်တိုဘာ12ရက်မနေ့ကမြင်းချံမြို့နယ်ကြောက်ဖြုတ်ကြီးရွာမှာအထိုင်ချထားတဲ့ပြူအထိုင်စခန်းကိုတော်လရေးဖူပေါင်းတပ်တွေကစီးနှင်းတိုက်ခိုက်ခဲ့ရာတိုက်ပွဲ၃နာရီကြာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းစစ်အုပ်စုဘက်ကဆက်ရောက်ခန့်သေဆုံးပြီးစစ်ကော်မရှင်တပ်သားတွေစုခွာထွက်ပြေးသွားတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုပြည်သူ့ကျေးတပ်ဝင်တပ်ဖွဲ့ MGN ဒိန်ဂျာဒိုင်နမိုက် MGN ဒိန်ဂျာဒိုင်နမိုက် MGRF PDF တပ်ဖွဲ့တာလီဖိုက် PDF တပ်ဖွဲ့နဲ့ညင်းချံပကဖတပ်ဖွဲ့တွေကဖူပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ပြီးလွိုက်ကော်ဒီမော့ဆိုဖရူဆိုဘောလက်ခဲနဲ့ဖေခုံတို့တွင်တိုက်ပွဲများပြင်းထန်နေပြီးစစ်တပ်ဘက်မှ၁၀ဦးသေဆုံးကလက်နက်လေးလက်သိမ်းစီးရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ ခရင်နီပြည်နယ်လွိုက်ကော်မြို့နယ်ဒီမောဆိုမြို့နယ်ဖရူဆိုမြို့နယ်ဘောလက်ခဲမြို့နယ်နဲ့ဖဲကုံမြို့နယ်တို့တွင်တိုက်ပွဲများပြင်းထန်နေပြီးအကြံဖတ်စစ်တပ်မှ10ဦးထိဆုံးကောင်းလက်နက်လေးလက်သိမ်းစီးရရှိခဲ့ကြောင်း KNTF ဟုသတင်းပြန်ကြားရေးဌာနကထုတ်ပြန်ပါတယ်။အော်တိုဘားလ6ရက်နေ့တွင်ဘောလက်ခဲမြို့နယ်ဝမ်မလန်ကျေးရွာအပေါ်ဘက်တောင်ပုံတစ်ခုတွင်ကကင်းချထားသောအကြံဖတ်စစ်တပ်နှင့် KND တော်လှန်ရေးပူးပေါင်းတပ်တို့ထိတွေ့တိုက်ပွဲတနအိနီးပါးဖြစ်ပွားခဲ့ကြောင်းတိုက်ပွဲတွင်စစ်တပ်ဗမာထိခိုက်ဒေဆုံးမှုများကြောင်းသိရပါသည် ရှင်းနေတွင်လိုက်ကော်မြို့နယ်အရှိဘတ်ချံလိုင်းလင်းလေးမြို့နယ်ကရင်နီရှမ်းတောင်နယ်ဆက်ရှိခြေရွာများဘက်ကိုစစ်ကြောင်းထုတ်လာသည့်စစ်တပ်နှင့် PNO အဖွဲ့ကိုကရင်နီတော်လှန်ရေးတပ်များကခုခံတိုက်ခိုက်ခဲ့ရာတိုက်ပွဲ၃နာရီခန့်ကြာမြင့်ခဲ့ပြီးစစ်တပ်ဗမာထိခိုက်ဒေဆုံးမှုများပြားခဲ့ကြောင်းသိရပါသည်အလာဒူအော်တိုဘာလ9ရက်နေ့တွင်လိုင်းလင်းလေးမြို့နယ်လင်းဖုံကြီးရွာအနီးကိုစစ်ကြောင်းနှစ်ချောင်းဖြင့်ထိုးစစ်ဆင်လာသောအကြံဖက်စစ်တပ်ကိုခရီးနီတော်လိုင်းရေတပ်ဖွဲ့များကခုခံတိုက်ခိုက်ခဲ့ရာတိုက်ပွဲ၂နာရီခန့်ကြာမြင့်ခဲ့ပြီး အကြံဖက်စစ်တပ်ဘက်မှထိခိုက်မှုများပြားခြင်းကြောင့်ပြည်လင်းဆုတ်ခွာသွားကြောင်းသိရပါတယ်။ထို့ပြင်အော်တိုဘာလ9ရက်နေ့တွင်လင်းဖုံကြီးချေရွာဘက်ရှိအကြံဖက်စစ်တပ်၏အင်အား60ကျော်ပါစစ်ကြောင်းကထပ်မံထိုးစစ်ဆင်လာ၍ခီယနီတော်လန်ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာတိုက်ပွဲနှစ်ရက်ကြာဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်မှ10ဦးကျော်သေဆုံးကအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတိုက်ပွဲအတွင်းစစ်တပ်ထံမှလက်နက်လေးလက်နှင့်ခေရန်များတင်စီရရှိခဲ့ကြောင်းသိရပါတယ်။အော်တိုဘားလ17ရက်နေ့ကလည်းဘိုက်ကော်မျိုးပြင်ဘက်ရှိ လေထွေပဒာညီကြေးရွာများဘက်သို့အကြံဖက်စစ်ကောင်စီတပ်ကလူအင်အားဖြည့်တင်ပြီးစစ်ရေးလှုပ်ရှားလျက်ရှိကြောင်း KNP နယ်အတွင်းလွိုက်ကော်မျိုးနယ်အရှိချမ်းဒီမော့ဆုံမျိုးနယ်ဖရူဆုံမျိုးနယ်ဘောလက်ခဲမျိုးနယ်နှင့် KNP ရှမ်းတောင်နယ်ဆက်ဖေကုံမျိုးနယ်တို့တွင်အကြံဖက်စစ်ကောင်စီမှစစ်မျက်နှာ၅ခုဖွင့်ကာထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်းသိရပါသည်ဒီမော့ဆုံမျိုးနယ်ဒေါငန်ခါရက်ကွက်နှင့်တနန်းဥကွိုင်ကြေးရွာမှတက်စဉ် ခောက်ပလော့ကြီးပံဘတ်တို့စစ်ကောင်စီတပ်များမှအပြင်းထန်တိုက်ခိုက်ထိုးပေါက်ကတက်ဆွေးနိုင်ရေလှုပ်ဆောင်နေ၍ဂရင်းနီတော်လန်ရေးတပ်များကအခုခံကောက်ွက်လျက်ရှိရာနေစဉ်ဒီပါထိတွေ့တိုက်ပွဲများအပြင်းထန်ဖြစ်ပွားနေကြောင်းအကြံဖက်စစ်တပ်က၎င်းတို့တက်ဆွေးရန်ကြိုးစားနေသောရက်ကွက်ကြီးရွာများအတွင်သို့မြေပြင်ထိုးစစ်အပြင်လက်နက်ကြီး drone များဖြင့်လည်းနေစဉ်တိုက်ခိုက်လျက်ရှိကြောင်းဒီမော့ဆိုဖရူဆိုလမ်းမကြီးတခြားတွင်လည်းအကြံဖက်စစ်ကောင်စီတပ်များတက်ဆွဲထားလျက်ရှိသဖြင့် ဒေါ်လာရေးတပ်ဖွဲ့များကတိုက်ခိုက်လျက်ရှိရာနေစင်ဒီပါတိုက်ပွဲပြင်းထန်နေကြောင်းသိရပါတယ်။ခူဆိုမြို့နယ်ဒေါ်ညီခူရွာနဲ့ဒေါ်ကူးခူရွာအကြားရှိလူနေအဆောက်အဦများကိုပြစ်ကွင်းရှင်းစစ်ရန်အကြမ်းဖက်စစ်တပ်ကဒရုန်းဖြင့်ပုံကျဲမိရှို့ခဲ့သည့်အပြင်ဘော်လက်ခဲဘက်သို့မျက်နှာမူပြီးစစ်ကြောင်းထိုးနိုင်ရန်ခူဆိုဘော်လက်ခဲကြရှိမခရိုရှိကြီးရွာအနီးတွင်လည်းစစ်တပ်ကစစ်ရေးလှုပ်ရှားလျက်ရှိကြောင်းခရင်နီရှမ်းတောင်နေဆက်ဖေကုံမြို့နယ်တောင်စလုံးကြီးရွာတွင်တက်ဖြန့်ထားသောအကြံဖက်စစ်တပ်နှင့် PNO ပူးပေါင်းတပ်ကလည်း နောက်ဆက်လုံးကြီးရွာတို့ဝင်ရောက်ကလူနေအိမ်များအားမိရှို့ဖျက်ဆီးခြင်းများလက်နက်ကြီးထရုံများဖြင့်တိုက်ခိုက်ခြင်းများကိုလှုံ့ဆော်လျက်ရှိကြောင်းသိရပါသည်။အကြံဖတ်စစ်တပ်သည်ခီနီပြည်နယ်အတွင်းရှိခီယင်းနီရှမ်းတောင်နေဆက်တလျှောက်တွင်အင်အားအလုံးရင်းဖြင့်စစ်မျက်နှာများဖွင့်ကာအပြင်းအထန်တိုက်ခိုက်လျက်ရှိသောကြောင်းတိုက်ပွဲဖြစ်ပွားသောနေရာဒေသများသို့သွားလာနေရသောပြည်သူများနှင့်ခီယင်းနီပြည်နယ်တဝန်းရှိပြည်သူများအနေဖြင့်စစ်ရေးအသည့်စည်ရည်တရရှိရန်လုံခြုံရေးတရရှိကြပါရန် KMTF ဘဟုကသတိပေးပြောဆိုထားပါတယ် ဆက်လက်ပြီးမုံရွာမန္တလေးလမ်းမကြီးတွင်လုံခြုံရေးယူရန်လာသည့်စစ်ကောမရှိတပ်သားများထိုက်ခိုက်ခံရပြီး၃ဦးသေဆုံးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းမုံရွာမန္တလေးလမ်းမကြီးပေါ်မှာလုံခြုံရေးယူပို့လာတဲ့စစ်ကောမရှင်တပ်သားတွေတိုက်ခိုက်ခံရပြီး၃ရောက်သေဆုံးကံတနက်၃လက်တင်းစီရရှိခဲ့တယ်လို့ Special Force 11 PDF ကသတင်းထုတ်ပြန်ထားပါတယ်။ အောက်တိုဘာ၁၀ရက်မနက်ပိုင်းကမုံရွာမန္တလေးလမ်းမကြီးပေါ်မှာစစ်ကောမရှင်ရင်တန်းလုံးကျုံကြီးအတွက်ခင်းယူဖို့ထွက်လာတဲ့စစ်ကောမရှင်တပ်သားလေးယောက်ကိုဒေါ်လန်ရေးပူပေါင်းတပ်တွေစောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တိုက်ခိုက်မှုအတွင်းစစ်သား၃ယောက်သေဆုံးပြီးစိုက်ကယ်၄စီး BA63 တပ်နတ်၃လမ်းနိုင်မမကြီး494တောင်း7.62မမကြီး652တောင်းជីကအုတ်ထုတ်သုံးလုံး BA63 ជីပေါက်စိတ်ကူ VA94 ကြီးပေါက်3ခုလက်ပစ်ပုံတစ်လုံးနဲ့လက်ကင်ဖုံးလေးလုံးသိမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုကို6ဦးမြို့နယ်ပါကဖတိုက်ခိုက်ရေးတပ် CHU PDF နဲ့ Social 4 11 LPDF တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးတော်လရေးရဲဘော်တွေထိခိုက်မရှိခဲ့ဘူးလို့သိရပါတယ်။ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။